တော့ဘာမှပြောစရာမရှိတော့ဘူးအဲအဲ့ဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းပဲကျွန်တော်တို့လောက်ရမယ့်ဟာ transition ပျောက်ပြားတဲ့နိုင်ငံပြည်မှာကျွန်တော်တို့မူဝါဒအရချထားတဲ့အပေါ်မှာကျွန်တော်တို့ဒီလိုပဲဆက်လုပ်သွားမယ်။ဘယ်လောက်ထိလုံနိုင်မလဲဆိုတာကျွန်တော်တို့မြေပြင်မှာပဲစကားပြောသွားမယ်။အဲ့ဒါကြောင့်မလို့ခုကလက်ရှိကတော့ကျွန်တော်တို့ပြောဦးလေလဲအများကြီးစောပါသေးတယ်။ဒီနေရာဒီတတဝိုက်ကလက်လို့ဆုံးချရတယ်ပဲ။ဒါဆိုပေမဲ့ကျွန်တော်တို့ရဲ့သူဖြစ်ဖြစ်ဒီဒီနေဆတကြောမှာကီလိုမီတာပေါင်း1000ကျော်ရှိတဲ့နေရာကိုကျွန်တော်တို့စုံမထားတဲ့အနေအထားမှာရှိတော့ဒီလိုမျိုးပြောက်ဒီတစ်ခုကိုလက်လို့ဆုံးချရတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ကတော့အဲ့ဒါကိုတကယ်တမ်းကျွန်တော်တို့တွေ့ပြနေမှုတော့မလို့ဘူး။ ြတ်သားတိစ္ဆာဖောက်တာပြတ်သားတယ်ရန်သူဘက်ကကူညီပေးတယ်ရန်သူအလုပ်လုပ်ပြတာလည်းပြတ်သားတယ်မေတို့ဘက်ကပဲမပြတ်သားတာကဲကရင်ပြည်နယ်ကနာမည်ကျော်ကရင်ဘိုးတွေ PDF ခေါင်းဆောင်တွေအားလုံးလာပြတော့နားထောင်ပေးကြပါเนาะဒီငါးနှစ်အတွင်းထဲမှာကွာဘဲအချိန်မစိုးဘဲအခါမစိုးနင်တို့တင်ရတဲ့နေရာတိုင်းနင်တို့တင်ရတဲ့စခန်းတိုင်းမှာနော်စစ်ခွေးကပြန်ယူလို့ရတယ်လို့နင်တို့ပြောတယ်နော်စစ်ခွေးကပြန်တော့အုပ်ချုပ်လို့ရတယ်စစ်ခွေးကပြန်သိမ်းတယ်နော်အဲ့ဒါပဲနင်တို့နာမည်တတ်တယ် ဥယျာဉ်သူဘာဖြစ်ချင်တာလဲဆိုတာကိုကျွန်တော်တိုက်တယ်ခေါင်းစဉ်ပေးခြင်းတယ်ဟမ်အဓိကဥယျာဉ်သူဘာဖြစ်ချင်တာလဲဆိုတာကိုကျွန်တော်တိုက်တယ်ခေါင်းစဉ်ပေးခြင်းတယ်မင်းကြီးတို့တော့ပို့ကြတော့မော်တော်လည်းသွားမယ်ကားလည်းသွားမယ်အားလုံးက PDF တွေပိတ်ထားတယ်ဆိုတော့ဘလူးမှသွားလို့မရတဲ့နေတာဖြစ်ပါတယ်။ဒါမှမဟုတ်တော့မရောက်ဖြစ်ဘူး။အေးအားလုံးကြရနော်။တော်လိုင်းတက်ဒီ PDF လူငယ်တွေရဲ့အနေထားကဘလောက်ထိတော်တကောင်တို့လွှမ်းမိုးနေဆိုတာကတကယ်မြင်နေရတဲ့ထက်ကွာပဲ။ တော်လိုက်မျိုးတွေအားလုံးပဲငလေးမင်းနဲ့မေးပေးတာမှာအများဆုံးကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေမှာကျွန်တော်ရဲ့ကိုဂျီရီဗော်လူရှင်း channel လေးအားဖြင့်လည်းကျေးဇူးလိုက်ပါတယ်ဗီဒီယိုတွေရရှိမလို့သွားပေးကြမှာတော့ယနေ့စက်တင်ဘာလ25ရက်နေ့ညပိုင်းဒီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချင်းဖော်ပြပေးနေဖြစ်တဲ့တော်လိုက်မျိုးတွေအားလုံးပဲဆုံးရှုဖို့ဒီနေ့အားဖြင့်တက်မှန်တောင်းဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီဘက်ကနေကတော့လေးကိုကိုမြို့သစ်စီတောင်းထိုးနေတဲ့စစ်တပ်ကို BGF တရင်တွေကနေပြီးတော့ကူညီပေးနေလို့သိရှိရပါတယ်မဲဝါခီရွာဘက်ကစစ်ကြောင်းထိုးလာတဲ့ BGF ဘိုတင်ဝင်းတပ်ဖွဲ့အထိနာနေလို့သိရှိရပြီးတော့ ေးရန်မြောက်နေ့တိုက်ပွဲမှာတော့စစ်တပ်လောင်းတွေပုံနေတယ်လို့လည်းသတင်းမီဒီယာသိရှိရပါတယ်ဒါကတော့ကျင်းပြည်နယ်မြောက်ပြည်မြို့တောင်ဘက်က၄ကီကောမြို့တွေကိုတကြောင်ထိုးနေတဲ့စစ်ကောင်စီတပ်ဟာအထိနာနေလို့ကျင်းနယ်ကြောင်းဆောင်တက် BGN နဲ့တရင်တချို့ပြေးနေတယ်လို့ KNU တက်မှာ၆နေပြီတွန်လိုင်းသတင်းမီကပြောထားတာသိရှိရပါတယ်ကဲကျင်းကျင်းချင်းသစ္စာပေါ်ပြီးတော့ဒီကိုဒီဘက်ကကူညီတာကတော့ကရင်လူမျိုးတွေတော့တကယ်ကိုမှသိခါကြဆရာအရာလေးဖြစ်တယ်လို့ဘီဂျီအက်တွေကိုဘယ်လိုရှင်းရမလဲဆိုတာကရင်လူမျိုးတွေကိုလည်းဆုံးဖြတ်မရလဲဖြစ်ပါတယ် စကောင်စီတက်ဟာဒေကူမြို့သစ်စီကိုစစ်ကြောင်း9ကြောင်းနဲ့ကိုးစစ်ဆင်ရမှာတော့ BGA ရဲ့ဝူတင်ဝင်းဖွဲ့က၄ကီဝရဲ့အရှိမြောက်ဖက်မဲဝါခီရွာဘက်ကနေစစ်ကြောင်းကူထိုးလာပြီးတော့ BGA ရဲ့ဗိုလ်မှူးတုံဖွဲ့ကတော့၄ကီကောရဲ့အနောက်ဘက်မှာကတောက်ကူရွာကနေစစ်ကြောင်းကူထိုးလာတယ်လို့သိရှိရပါတယ်။ကဲတင်ဝင်းနဲ့မှုတ်တုံတို့ကတော့တော်တော်လေးဟိုမှာပွေ့ကျင်ပွေ့ကျန်နဲ့ကြံနေရတွေ့နေရနေတာတခုပါပဲ။မဲဝါခီရွာဘက်ကစစ်ကြောင်းထိုးလာတဲ့ဗိုလ်တင်ဝင်းတို့ဖွဲ့အထိနာနေတယ်လို့လည်းလူလူသတင်းမီဒီယာကသိရှိရပါတယ်။စစ်တပ်က တတင်ပါလ25ရက်နေ့မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးတိုက်ပွဲတွေမှာသေဆုံးတဲ့စစ်ကောင်စီတပ်သားအလောင်းတွေဟာအ ਨੇ ဆုံး100ကျော်လောက်ရှိတယ်လို့သိရှိရပါတယ်။ဒါဟာစစ်မှုထမ်းဥပဒေပါတဲ့လူငယ်တွေနဲ့အများပြတ်ပါနေကြောင်းသိရှိရပါတယ်။ဒီကိကောမြို့တွေကိုရဖို့အတွက်စစ်ကောင်စီတပ်ဟာတတင်ပါလ21ရက်နေ့ကစတင်ပြီးစစ်ကြောင်းထိုးလာပြီးတော့တတင်ပါလ23ရက်နေ့မှာဒီကိကောမြို့စီကိုစစ်ကြောင်း9ကြောင်းဦးစစ်တပြိုင်တည်းဆင်ရမှာတော့နေရာ3နေရာမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ဘက်ကသေဆုံးတဲ့ရသူတွေများပြားပြီး ထိနာနေတယ်လို့လည်းမြေပြင်သတင်းမီဒီယာသိရှိရပါတယ်။ BGA တွေအနေနဲ့ကတော့ပြင်းသစ္စာပေါက်တွေဖြစ်ပြီးတော့ပြည်သူလူငယ်တွေအနေနဲ့ကလည်းအခုဆိုရင်တော့စစ်မှုထမ်းပေါ်တာဆွဲခံရပြီးရှိမှအလကားနေရင်ဒီခံနေရတဲ့ဘဝတွေကိုမြို့တော်ကောင်တွေတကယ်တွေ့နေရမှာတကယ်ကြုံနေရဖြစ်တဲ့အတွက်အရှိချင်းမှာတော့စဉ်းစားဖို့အနေအထားကိုရောက်လာပြီးတော့ဒီပေါ်စီလို့မနေဘဲတော်နိုင်ဖို့ပြေစုံဝင်ပြဖို့ဒီနေရာကနေပြီးတော့အမှန်အောင်ဆို ဖြစ်ပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကတော့အားလုံးဒီတိုင်းပဲမင်းအောင်နိုင်တကောင်အနေနဲ့ကတော့တနင်္လာနေ့တိုင်းတရချောင်းမှုနယ်မှာကရင်မျိုးသားလူမျိုးရေးတက်မှာတော့ KNL တက်မှာလေးကတက်ဖွင့်ဝင်၄ဦးစစ်ကောင်စီတက်ထံအပြောင်းလာတယ်ဆိုပြီးတော့မြောက်ခွက်ကြီးကိုကွယ်ပြီးတော့ထပ်မံတင်ထားဖြစ်ပါတယ်။အပြောင်းသွားတဲ့လေးရာလဲစစ်တပ်အဖွဲ့ဝင်ဟောင်းတုံးမှုနဲ့ KDL တက်ဖွင့်ဝင်၃ဖြီချောင်းနဲ့ပြရှိရပါတယ်။ဒါဟာ KNU တက်မှာလေးနေမှာ OA ခွီးကော်ကို ကော်လာဖိုးဥဆောင်တဲ့ KDL တက်ဖွဲ့ရှိပြီးအဲ့ဒီတက်ဟာ KNL တက်မှာလေးကိုတက်ခတ်မှုတွေလှုပ်ဆောင်လျက်ရှိပါတယ်။ ိုးရခွီးဆိုတာလဲအရင်စစ်ဆိုးရလက်ထမှာနှစ်ကြီးနှစ်နိုင်စစ်ကောင်စီတန်းလင်းဝင်ကဲ့သို့ဖြစ်ပြီးအနာသိမ့်ပြီးနောက်ပိုင်းပြန်လေတက်မာလေးနေမြေမှာပြန်လေပေါပေါလာကတက်မာလေးနဲ့အဆင်ပြေမှုတွေမကြာခဏကြုံတွေ့နေဖြစ်ပါတယ်နောက်တဲ့သိန်းပုံနေနဲ့ကတော့ Kyoto University စီးပွားရေးနဲ့မဟာဘွဲ့ယူသွားခဲ့တဲ့အက္ကဆစက္ကမမအားလာလောက်ခံနေနဲ့ကလေးတငယ်လူကြီးမရွေးဘိုးတန်တဲ့အတက်ကိုမတရားတိုက်ခိုက်ပြီးတတ်သွားတဲ့ကျော်စွာလင်းရဲ့သမီးနန်းလင်းလယ်ဦးကိုအိတ်ဆွဲတွေနဲ့လာဝင်းရနေကြဖို့ကိုလည်းသိရှိရပါတယ်။အာဘွဲ့ယူလို့ဆိုပြီးတော့ ိတ်တွေဆွဲဖို့လာရောက်တဲ့မြန်မာပြည်သူများတည်နေတယ်လို့ကြားပါတယ်။ဘာကလာလာဆိုတဲ့ကြီးကိုဒီစားရောင်းလုံပေးနေတဲ့ကီးသောအေဂျင်စီပုံမှန်တွေဒီစားထုတ်ပေးနေတဲ့ဂျပန်ဆိုရရောဒူနီယောအားလုံးကိုအတန်တပြီးလိမ့်မှုလိုပါတယ်လို့လည်းလက်ရှိချိန်မှာဥပြန်ထားရလေတွေ့ရှိရပါတယ်။ဒီပြည်တော်စပြူတီတီမြို့နယ်မှာပြည်သူလူထုကိုယ်စားလှယ်လောင်းဖြစ်တဲ့ကျွန်တော်ကကော်မရှင်မှာတွားရောက်ပြီးတင်ပြခဲ့တဲ့အကြောင်းကိုကျွန်တော်ကဒီ TikTok ကနေပြီးတော့မှပြောကြားလိုက်ပါတယ်။ အဲ့ခါကျတော့ကျွန်တော်ရဲ့ရခိုင်မက်ဆန်နာနေဟောင်းဖြစ်တဲ့မင်းကင်းရလူတွေမင်းကင်းနဲ့ပတ်သက်တဲ့လူတွေကမင်းကင်းမှာမပြိုင်ဘူးလားတော်ရင်းကြောင့်မလာတော့ဘူးလားဟိုဘယ်တော့လာမှာလဲစသည်အဖြစ်ဒီလို comment စီလဲကျွန်တော်ရဲ့ post အောက်မှာလာပြီးတော့မှရေးသားတွေလည်းတွေ့ရတော့ကျွန်တော်စိတ်မနောက်ဘက်မှာလာမှာပြောလေကွာဟောင်းဖြစ်ရပါတယ်ကျွန်တော်ရေကောက်ပွဲ2020ပြီးတဲ့နောက်ပိုင်းမှာ မင်းကြီးကိုမရောက်ဖြစ်တော့ပါဘူး။ဘာကြောင့်မရောက်ဖြစ်တော့ဘူးလဲဆိုတဲ့ခါကျတော့အချင်းဒီမပြီးတော့ဘူးပေါ့ဗျာ။အဲပထမပိုင်းတော့သိမဆိုးသေးဘူးပေါ့။နောက်ပိုင်းတဖြည်းဖြည်းဆိုးလာတဲ့ခါကျတော့မန်သေးနဲ့မိုးကတော့မော်ရကာနဲ့တော်လို့မရဘူးဆိုနေတာဖြစ်လာတယ်လေ။တာမန်လူတွေကတော့ရပါတယ်။ဒါကျွန်တော်တို့နေထားမရဘူးပေါ့ဗျာ။အဲတော့ဘိုးကဲမင်းတို့ကနေမြန်မာတည်ဆန်းနေမင်းတို့လွှတ်တော်ဝင်ပြိုင်ပြီးတော့တနိုင်ငံတော်ကိုပတ်ပြီးတော့ကောင်းမှုတွေလုပ်မယ်။ကောင်းကျိုးတွေတည်ဆောင်မယ်ဆိုပြီးမင်းတို့ဘယ်လုပ်မှာလဲ။မင်းတို့အိမ်ထဲမှာပုံနေရမနေထားလေ။ ဘာနေပြီးတော့မမင်းကြီးကိုသွားဖို့ကြတော့မော်တော်နဲ့သွားမယ်ကားနဲ့သွားမယ်အားလုံးက PDF တွေကပိတ်ထားတယ်ဆိုတော့ဘလို့မှသွားလို့မရတဲ့ဒါဖြစ်ပါဘာလို့ကျတော့မရောက်ဖြစ်ဘူးပေါ့နော်အားလုံးကြရနော်တော်လိုင်းတက်ဒီ PDF လူငယ်တွေရဲ့အနေထားဘလောက်ထိတော်တကောင်တို့လွှမ်းမိုးနေဆိုတာတကယ်မြင်နေရနေထားလို့ပါပဲအခုလည်းရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ချိန်ကြတော့တကယ်လို့များတော့ Face 1မှာတော့မင်းကြီးရဲ့မပါပါဘူးဒါပေမဲ့ကျွန်တော်မင်းကြီးရဲ့ဝင်ပြောင်းနေတယ်ဆိုလို့ရှိရင်တော့ဖြင့်မဖြစ်ဖြစ်အောင်သွားမယ်ဆိုရင်တော့ဖြင့် surprise ယူပြီးသွားမယ်ဆိုရင်တော့ရုတ်တရက်တော့ရောက်သွားပါမင်းကြီးဒါပေမဲ့ message ယူနေစီပါလေလုံးလို့အဲ့ဒီမှာဆိုလို့ရှိရင်တော့ဖြစ်ကျွန်တော်ဝင်းရံတဲ့လူတွေပဲဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်တကယ်ထိခိုက်နေတာခံရမဲ့သဘောလေးရှိပါတယ်ဗျာဘာကြောင့်လဲဆိုတဲ့ခါကျတော့ပြီးခဲ့တဲ့2020ရေကောက်ဝဲမှာတော့ကျွန်တော်တက်ခုခဲ့တဲ့အိမ်ကြီးကျွန်တော်တက်ခုခဲ့တဲ့ဘုန်းကြီးကျောင်းတွေအကုန်လုံးဒုက္ခပေးတာပဲ PDF တွေကနောက်ဆုံးမိတ်ဘုန်းကြီးတော်မှာတတ်ပလိုက်တယ်ဗျာ အဲ့တော့ဘုန်းကြီးလည်းပြန်တော်မူသွားတာပေါ့အဲ့တော့အိမ်နေဆိုလို့ရှိရင်မိရှုခံရတာရှိတယ်အိမ်နေရလူတွေကစင်ကလေးကထွက်ပြေးနေရတာရှိတယ်အဲ့တော့အဲ့ဓာတွေကဘသူကြောင့်ဖြစ်တာလဲဆိုရင်တော့တကယ်တော့ပြောရင်ကျွန်တော်မင်းအောင်လည်းရောက်မင်းအောင်လည်းရောက်မင်းပါမင်းအောင်လည်းရောက်သူချာကြည့်လို့ကျွန်တော်ကတော့ဖြစ်တာပေါ့အဲ့ကြောင့်လို့ကျွန်တော်တစ်ခါတော့တော်လို့ရှိရင်တစ်ခါအဲ့လိုထပ်ဖြစ်အောင်ပါဆိုတော့ကျွန်တော်အနေနဲ့သွားဖို့ကသူတို့လည်းစားနာတဲ့သဘောဖြစ်ပါတယ်ဟုတ်ပါဘူးကမင်းကြောက်အောင်ကြောက်တယ်ပေါ့ဘာလဲလျှောက်ပြောနေတယ် နောက်တစ်ခုကလည်းပါတယ်ဆိုလို့ရှိရင်ယူကောက်ပွဲမှာတခြားလူတွေပြိုင်တယ်ကျွန်တော်ပြိုင်ရင်လည်းမတူဘူးလေကျွန်တော်ပြိုင်ရင်ဆိုသူတို့အတွက်အဓိကဒါရှုံးမှုအများကြီးခြေနေဖြစ်သွားမှာဆိုတဲ့အခါကျတော့ကျွန်တော်ပဲသူကလိုက်လံပြီးတော့မှလွတ်ရန်တက်ဖြတ်ကိုကြိုးစားမှာပေါ့ကျွန်တော်လောက်ကြံတက်ဖြတ်တယ်ဆိုရင်ကျွန်တော်ယူဖြစ်ချင်မှရှင်မှာပေါ့ဗျာတခြားလူတွေထိခိုက်မှာပေါ့အဲ့တော့ဒါဒီအားလုံးကအင်းတို့ခွေးမျိုးတွေပဲပေါ့ဘာမှပူစံမလိုတော့ကွန်တေရအေးတာပဲ ကိုယ့်ရဲ့ဘယောဂကြောင့်ဖြစ်တယ်လို့ယူဆလို့ရှိရင်ကျွန်တော်လည်းတော်တော်လေးစိတ်ကောင်းနိုင်စရာအကြောင်းမရှိဘူး။ဒါမှမဟုတ်လည်းဒါဒီနေရာလေးရတော့ဖြစ်ပုံမှုပြီးတော့မှလုံခြုံအေးချမ်းမယ်လို့ယုံကြည်လို့ကျွန်တော်ဒီနေရာလေးကိုရွေးချယ်ရင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်မြင်ခဲ့ပြည်သူတွေကိုတင်ပြရပါတယ်ခင်ဗျာ။ဟုတ်နော်မင်း။ဟောကျန်ဖို့ပါတီမှာအပေါ်ရောက်သွားလဲစိတ်ချအိမ်ထဲမှာနေရာမှာအိမ်မီထွက်လို့မရအောင်အိမ်မီထွက်တယ်မင်းကြိတ်ခံရမှာ။ ုံးလုံးပဲအဲ့လိုဒုက္ခတဲ့ခေါင်းစဉ်တက်ပြီးတော့ခွချက်ချောက်မဟာဗျူဟာစီမံကိန်းကြီးကိုအကောင့်ထဲပေါ်လာခဲ့ကြတယ်ဗျာနော်ဟိုဒါကိုအဟုတ်ထင်ပြီးတော့လူသားချင်းစာနာမှုတို့အလူခွေရေးတို့နဲ့ပြည်သူတွေကိုလှည့်စားပြီးတော့နိုင်ငံတကာအစိုးရတွေကလက်ခံခဲ့ကြတယ်ဗျာနော်အခုတော့နောက်ကဘာတစ်ခုလုံးဒါထိုးဖောက်ခံလိုက်ရပြီပေါ့ဗျာ Islamization အလုပ်ခံလိုက်ရပြီပေါ့နော်ဟိုခရီးယန်း ခံစစ်တွေကြိုးပေါက်သွားပြီပေါ့ဗျာဒီ Islamization ရဲ့ underlay ကိုကြိုးတိမြင်တဲ့ထိဝါကြီးဆရာတော်ကြီးတွေဆရာတော်တန်ဃာတော်တွေမြို့ချေပုဂ္ဂိုလ်တွေကကဘာကြီးကိုအသိပေးပါတယ်နော်ဟိုကလားကိုလည်းနေရာမပေးနဲ့လို့ဟိုကလားရှိရင်မရင်ရှိမယ်လို့ဆိုတာလေဟိုအထောက်ထားမဲ့ပြောခဲ့တဲ့စကားတွေမှမဟုတ်တာပေါ့နော်ကိုတာကိုလုံးအောင်သူတာဝဲနိုင်ဖို့အတွက်ကဘာကြီးကိုတက်လိုက်ပေးခဲ့ကြတာပေါ့နော်အဲအဲ့ဒါကိုပဲ hate speech တို့အမုန်းတရားတို့လူမျိုးရေးဆိုးရွားတို့တပ်ဖက်သမားတို့လည်းဆွဆွဲပြီးတော့ခြေလမ်းတွေရပ်တန့်သွားအောင်ပေါ့ဗျာအဲဒီပါဇက်တွေမပြောရဲမဆိုရဲအောင်ပေါ့ပြည်ပြန်ဟန်တားခဲ့ကြတာပေါ့နော်အဲ့ဒီလိုထိဝါကြီးတွေဆရာတော်တန် ာတော်တွေလူရှိပုဂ္ဂိုလ်တွေကို HSP တို့မုံတရားတို့လူမျိုးရေးဆွမ်းရောက်တို့အကြံဖတ်သမားတို့နဲ့ဆွဆွဲပြီးတော့ခြေလန်းတွေချက်တန်တော့ဟန်တားတဲ့အထဲမှာလေအခုဒုက္ခခံနေရတဲ့အနောက်ကဘာအကုန်လုံးပါတာပေါ့နော်အဲဒါကတော့တက်တည်အထင်ရှားပဲဘာမှဝေးသေးတာမဟုတ်တဲ့အတွက်ကြောင့်တိတာပြင်တာလေပေါ့ဗျာတကယ်တော့မင်္ဂလာတည့်ရဲ့ထွက်ပေါက်ကရခိုင်မြတ်မွတ်စလင်ရဲ့ထွက်ပေါက်က အလရီဗျ။ NUG ရဲ့ထွက်ပေါက်က OIC ဗျ။ဟိုတကဘာလို့ Islamization နဲ့ကိုမလွတ်ဒီရခိုင်မျိုးကိုအပိုင်ရဖို့အတွက်အခက်ဘဲအခါကလေးကဘလို့ကြံစီခဲ့ကြတယ်လဲ။သမိုင်းထောက်တာရှိ။ NUG ဆိုရလက်ထက် ICJ ကိုရောက်ဖို့အတွက်မွတ်စလင်ခေါင်းဆောင်တွေကလေမွတ်စလင်ပြည်သူတွေကိုဘလို့ထိုးကြွေခဲ့တယ်လဲဆိုတာလေမဝေးသေးတဲ့ပြည့်ရတွေဖြစ်လို့သိကြပါတော့။တော်တော်နိုင်ငံမှာလည်းအခုတကြောပြန်ဆောင်းထလာတဲ့ဟိုလူမျိုးအတုအလဲညာလူမျိုးတစ်မျိုးနာမည်နဲ့အန်ဆောင်းထလာတဲ့ပြည်သူသမားတွေတဲ့ကလည်းကြားနေရကြပါတော့။အဲ့ဒါတွေကလည်းခင်ဗျားတို့သမိုင်းကြောင့်ရပြရကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးနဲ့ဆိုင်နေတယ်ပြည်လား။အဲ့ရခိုင်မျိုးတွေကို မင်းကလေးတွေလုံးရင်းနဲ့ဝင်သင်းတာခင်ဗျာကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးရဲ့ကတော်ဗျအဲအမျိုးယုံမာကြီးပေါ့နော်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးရဲ့ကတော်ဖြစ်တဲ့အမျိုးယုံမာကြီးရဲ့တမီးကတော့အမျိုးရှုံမာကြီးဖြစ်သွားတာပေါ့နော်အမေဖြစ်တဲ့အမျိုးယုံမာကြီးကအဲသူ့ရဲ့ဆွေတော်မျိုးတော်တွေပေါ့နော်ရခိုင်ပြည်တဲ့အလုံးရင်းနဲ့တောင်းခေါ်သင်းခဲ့တာအဲ့ဒီခေအဲ့ဒီခါကအာတို့လူမျိုးတရားဝင်ဖြစ်ရတဲ့ဘလို့ဆက်ဆုံးကြတယ်မှာဘလို့ရအောင်ထဲတာတို့ဘလို့လေဒီကနေဘလို့ရအောင်လွှင့်တာတို့အဲဒီဟာတို့တွေအကုန်ကြံစီခဲ့ကြတာပေါ့နော်အဲ့ဒီလိုပဲအမျိုးယုံမာကြီးရဲ့နောက်ပိုင်းအမျိုးရှုံမာကြီးလက်ထက်ရောက်သွားတဲ့ခါကျတော့ဟို LDI အစိုးရလက်ထက်မှာငါတို့သူ့အမျိုးတွေကိုဘလောက်ထိအောင်ဟိုချင်းမြောက်ခဲ့သလဲ အမျိုးတွေတော့ဘယ်လောက်ထိအောင်လုပ်ပေးခဲ့တယ်လဲဆိုတော့ကျွန်တော်တို့လေ့လာကြည့်ပါလားနော်အဲ OICR လဲအောက်ကွယ်ကနေပြီးတော့ LDO လိုချိုးကင်ခဲ့တယ်လဲပေါ့နော်အဲ့လိုချိုးကင်ခဲ့တဲ့အတွက်ကြောင့် LDR အဘင်္ဂလီတွေအတွက်တရားမဝင်လုပ်ပေးတာတွေရောတရားဝင်လုပ်ပေးတာတွေရောအဲပြည်သူတွေတိအောင်လုပ်ပေးတာတွေရောပြည်သူတွေမတိအောင်လုပ်ပေးတာတွေရောဟိုတခင်အားရအောင်လေဘယ်လောက်ထိဟိုဘာဝပြခဲ့ကြတယ်လဲလေဆိုရရင်တတန်း၅နှစ်ပေါ့လာကြည့်ပါနော်အဲမြန်မာပြည်ကို Islamization လုပ်ဖို့အတွက်ဒီမွတ်စလင်တွေမှာခန္ဓာကြီးနှစ်ခုကိုဟိုတူဖြိုဖို့မနေအားထုတ်ခဲ့ရတာပေါ့နော်မဘာသာဆိုတဲ့ခန္ဓာကြီးရဲ့တပ်မတော်ဆိုတဲ့ခန္ဓာကြီးရဲ့ပေါ့ဟိုမဘာသာဆိုတာကတော့လ နက်ကိုင်ဖွဲ့စည်းလည်းမဟုတ်အာနာပိုင်ဖွဲ့စည်းလည်းမဟုတ်အရက်ဖတ်ဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်အမိတ်အာနာနဲ့ပိုလှဲပေးဖို့လွယ်တယ်ပေါ့ဗျာဒါပေမဲ့တမတော်ဆိုတာတရားဝင်ဖွဲ့စည်းဖြစ်တယ်လက်နက်ကိုင်ဖွဲ့စည်းဖြစ်တယ်အဲပြီးတော့ကျိုးရဲ့အာနာမပိုင်ပေမဲ့ကာကွယ်ရေးအာနာပိုင်တယ်လေအဲတော့အာနာပိုင်ဖွဲ့စည်းဖြစ်တယ်အဲ့ဒီဖြိုးဖို့အတွက်ကြတော့အစိုးရကိုယ်တိုင်မလုပ်ရင်မလွယ်ဘူးအဲဒီအစိုးရရဲ့ဒုတိယငါးနှစ်တက်တန်းကတက်ကိုဖြိုးဖို့ပဲဗျာအဘသာကိုဖြိုးနိုင်မှမွတ်စလင်တွေကချေလေလို့ရမှာပြီးဆုလို့ရမှာတတ်မှုနိုင်မှာပေါ့နော်တမတော်ကိုဖြိုးမှနိုင်ငံကိုအပိုင်သိမ်းနိုင်မှာပေါ့အပိုင်စည်းနိုင်မှာအဲမဘသာနဲ့တက်ဘတော်က Islamization Wardy မွတ်စလင်တွေ ရဲ့အေအာမှဟိုအနောက်ရှက်ကြီးဖြစ်နေတာဒီအတွက်ဘာသာစကားဖြိုခဲ့ကြတာပေါ့ဗျာဘာသာစကားဖြိုဖို့အတွက်နိုင်ငံတကာရဲ့အားကိုလိုချင်တော့ HP တို့အမုံတရားတို့ဖုန်းရောက်တို့တဲရာတဲ့တို့တဲရာရာတို့ဟုတ်တာပေါ့အဲ့အရာဝင်နေလောက်ခဲ့ကြတော့ကမ္ဘာပြည်သူတွေကလည်းမီဒီယာလွှမ်းမိုးမှုခန်းနေရတော့အမှန်တရားကိုမသိနိုင်ဘူးပေါ့ဗျာအဲဆရာတော်တန်ခါတော်တွေကိုပြမစော်ကဒီလိုနဲ့ပဲဟုတ်ဆရာတော်ဦးရသူမိတ်သွားတဲ့တကားလေးကိုကျွန်တော်နားထောင်လိုက်ဒီနားမှာကျွန်တော်တိုက်တဲ့ကောင်းစဉ်လေးတစ်ခုပေးခြင်းနဲ့ဦးရသူဘာဖြစ်ချင်တာလဲဆိုတာကိုကျွန်တော်တိုက်တဲ့ကောင်းစဉ်လေးပေးခြင်းနဲ့ တင်လက်နက်ကန်ဖွဲ့စည်းအသီးသီးကနေပြီးတော့စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုသွားပြီးတော့ထောက်ခံတယ်ဆိုတာသူတို့တရားဝင်ကြေညာလိုက်တယ်ဗျအဲ့ဒါနိုင်ငံရေးအရာဖြစ်တယ်နိုင်ငံရေးအရာဖြစ်တဲ့ခါကျတော့ဒီနိုင်ငံရေးလောက်ဆောင်မှုတွေအားလုံးရဲ့နောက်ဆက်တွဲစစ်ရေးဆိုတာစစ်ရေးဆိုတာနိုင်ငံရေးရဲ့နောက်ဆက်တွဲပဲလေအဲကြောင့်စစ်ရေးမှာလောက်လောက်လိုက်ပါလာတဲ့ဟာတွေသူတို့ဘာလုပ်လဲကျွန်တော်ပြောစရာမလိုတော့ဘူးကျွန်တော်တို့ကြည့်တာသူတို့ရဲ့နိုင်ငံရေးရက်တိကျဟာနောက်စစ်ကောင်စီနဲ့အတူတူရက်တိပြီးဆိုပြီးတော့ဒါကျွန်တော်ဘာမှပြောစရာမရှိတော့ဘူးအဲအဲ့ဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းပဲကျွန်တော်တို့လောက်ရမယ့်ဟာ transition ပျောက်ပြားတင်နေကန်းဖြစ်ပါကျွန်တော်တို့မူဝါဒရချထားတဲ့အပေါ်မှာကျွန်တော်ဒီလိုပဲဆက်လုပ်သွားမယ်ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာကျွန်တော်တို့မြေပြင်မှာပဲစကားပြောသွားမယ်တို့ကျွန်တော်တို့ဒီသူဖြစ်အာရှလန်ကိုကျွန်တော်တို့ပြန်ပြီးတော့ထင်းတဲ့အပိုင်းမှာ2023ဒီဇင်ဘာလတရက်နေ့ တော့ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုတော့တထင့်ကျော်သွားတယ်။ဒါပေမဲ့အောင်စရာစစ်စင်ရေးပြန်ပြီးတော့ဆင်နွှဲတဲ့အခါမှာကျတော့2024 April 9ရက်လား10ရက်လားအဲ့မှာစတဲ့ဝေးပေါ့နော်။အဲ့ဒါစရည်တွဲလိုက်ပြီဆိုကျွန်တော်တို့လက်လွှဲရတဲ့အနေထားတစ်ခုရောက်လာတဲ့အခါမှာရက်ပေါင်း900ငါရကြော်လို့ဆိုတော့ကျွန်တော်တို့တမိုင်းတစ်လျှောက်လုံးမှာဒီလောက်မျိုးဒီလိုဟာမျိုးကကျွန်တော်တို့ပါနဲ့သွားတဲ့နဲ့ဒါခံစစ်တီတစ်ခုနဲ့သွားပြီးတော့တူသွားပြီ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာပဲရှိနေပြီးတော့ကျွန်တော်တို့ခံချနေရတာဟုတ်ဗျာ။အော်ရွှေ့တာတော့ရွှေ့မယ်လေဗျာ။ဒါပေမဲ့သူ့သူ့ရဲ့သဘောသဘာဝကခံစစ်တီတစ်ခုလိုဖြစ်သွားတဲ့သဘောလိုကျွန်တော်တို့မြင်ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခံစစ်တီတမိုင်းမှာတော့ အထင်ရှားတော့ကျွန်တော်တို့တော်လိုင်းစခဲ့တဲ့ထောက်ပွား49 insight တက်ခွဲကဒီ insight တမှာခံချတာ111ရက်လीဒါသမိုင်းဝင်တယ်အရှင်ကြာဆုံးတက်ခွဲက111ရက်ကြီးတာဘယ်နေရာမှမရှိဘူးအဲ့လိုရှင်ကြာတဲ့ဟာကိုကျွန်တော်တို့ကသင်္ကန်းစာယူပြီးအဲ့ဒီပုံမှာတော့ခင်ဗျားတို့ဒီလိုအင်အားတော့အစိုးရတပ်တစ်ခုသူတို့ဖြင့်လက်ရှိအာဏာယူထားတဲ့လူတွေရဲ့စစ်အာဏာရှင်ဘက်ကယူထားတဲ့အနေထားနဲ့သူတို့ရဲ့ရနိုင်တဲ့တော့အထောက်အပူတော့နိုင်ငံတကာမှာရှိသမျှအကုန်ညီရယူပြီးတော့အင်းဒီချင်းနိုင်ငံတွေအပါအဝင်တခါတည်းသူ့မှာနိုင်ငံမှာရှိတဲ့အရင်းမြစ်အားလုံးပုံပေါ်ပြီးတော့သုံးတဲ့အခါကျွန်တော်တို့လည်းဘယ်လိုမှမသွားရှိဘူးဗျာအဲဒါကြောင့်မလို့ကျွန်တော်တို့ လောဘမဲ့ဟာကတော့ consistent ပျောက်ပြားတဲ့ငကန်းဖြူဟာအတင့်တော်ဆုံးဖြစ်တယ်။နောက်အဲ့ဒီကြောင့်မို့ဒါအဓိကအချက်ဖြစ်တယ်။နောက်တစ်ချက်ကပို့ပြီးတော့ရေးကြည့်တာကတော့ကျွန်တော်တို့သူတစ်ဖြစ်ကျွန်တော်တို့ဒီကရင်လက်နက်ကိုင်ဖွဲ့ဟိုညညရေးမှာကျွန်တော်စူးစမ်းလာခဲ့တာလေကော်မတီဖွဲ့ပြီးတော့လောက်ဆောင်လာတဲ့အခါမှာဒါပေမဲ့လို့ဟိုဒီကံအကြောင်းမလှသွားပဲဒီစက်တင်ဘာလတည်းမှာပဲကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲနော်ကရင်လက်နက်ကိုင်ဖွဲ့စီအသီးသီးကနေပြီးတော့စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုသွားပြီးတော့ထောက်ခံတယ်ဆိုတာသူတို့တရားဝင်ကြေညာလိုက်တယ်ဗျ။အဲ့ဒါနိုင်ငံရေးအရာဖြစ်တယ် နိုင်ငံရေးညဖြစ်တဲ့ခါကျတော့ဒီနိုင်ငံရေးလောက်ဆောင်မှုတွေအားလုံးရဲ့နောက်ဆက်တွဲစစ်ရေးဆိုတာစစ်ရေးဆိုတာနိုင်ငံရေးနောက်ဆက်တွဲပဲလေအဲကြောင့်စစ်ရေးမှာလောက်လောက်လိုက်ပါလာတဲ့ဟာတွေတို့တို့ဘာလို့လဲကျွန်တော်ပြောစရာမလိုတော့ဘူးကျွန်တော်တို့ကြည့်တာတို့တို့နိုင်ငံရေးရက်တီချက်ဟာနော်စစ်ကောင်စီနဲ့အတူတူရက်တီပြီးဆိုရင်တော့ဒါကျွန်တော်တို့ဘာမှပြောစရာမရှိတော့ဘူးအဲအဲ့ဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းပဲကျွန်တော်တို့လောက်ရမယ့်ဟာ concession ပျောက်ကြားတင်ငန်းဖြစ်ပါကျွန်တော်တို့ဘဝဒရချထားတဲ့အပေါ်မှာကျွန်တော်တို့ဒီလိုပဲဆက်လုပ်သွားမယ်ဘလောက်ထိလုံနိုင်မလဲဆိုတာကျွန်တော်တို့မြေပြင်မှာပဲစကားပြောသွားမယ်အဲ့ဒါကြောင့်မလို့ခုကလက်ရှိကတော့ကျွန်တော်တို့ပြောဖို့လည်းလည်းအများကြီးစောပါသေးတယ်ဒီနေရာဒီတက်တဝိုက်ကလက်လို့ဆုံးချရတယ်ပဲတယ်ဆိုပေမဲ့ကျွန်တော်တို့ရဟိုသူသူဖြစ်ဒီဒီနေစတကြောမှာကီလိုမီတာပေါင်း1000ကျော်ရှိတဲ့နေရာကိုကျွန်တော်တို့စုံမထားတဲ့အနေထားမှာရှိတော့ဒီလိုမျိုးအပြောက်ဒီတစ်ခုကိုလက်လို့ဆုံးချရတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ကတော့အဲ့ဒါကိုတစ်ခုတည်းနဲ့ကျွန်တော်တို့တွေ့ဝေနေဖို့တော့မလိုဘူးဒါပေမဲ့လို့အဲ့လိုပြောချင်အဖြစ်ဒီနေရာတစ်ခုကိုလုံးဝအပြည့်အစုံစုံပါတယ်ဆိုတော့အတိတ်လည်းမသိရဘူးတနည်းတော့အချိန်ခါမှာကျွန်တော်တို့ ပိုင်ဆိုင်တဲ့ဟာတစ်ခုကကျွန်တော်လက်ထဲပဲပြန်ရောက်မယ်ဆိုတော့ကျွန်တော်လေးနဲ့ယုံကြည်တယ်ဒါပေမဲ့အချိန်ကာလတစ်ခုသားပြီးအားဖြင့်ပါလေကျွန်တော်တို့ဒီလိုမျိုးဟောလက်ဆောင်ခဲ့ရတယ်ကျွန်တော်တို့လက်လွတ်ခဲ့ရတယ်ဆိုတဲ့ဆိုပေမဲ့လို့တခြားကြံခဲ့တဲ့လက်စဒေတာမှရှိတဲ့ကီလိုမီတာပေါင်းတစ်ထောင်ကျော်လေးဟာကိုကျွန်တော်တို့ဆက်ပြီးတော့စီမံကုတ်ကဲသွားအောင်မယ်ဆိုတော့ကျွန်တော်တို့လုပ်ငန်းစဉ်ထဲမှာရှိပါတယ်နော်ပြတ်သားတိစ္ဆာဖောက်တာပြတ်သားတယ်ရန်သူဘက်ကကူညီပေးတယ်ရန်သူအလုပ်လုပ်ပေးတာလည်းပြတ်သားတယ်မေတို့ဘက်ကပဲမပြတ်သားတာကဲကရင်ပြည်နယ်ကနာမည်ကျော်ကရင်ဘိုးတွေ PDF ကောင်းဆောင်တွေအားလုံးလာပြတော့နားထောင်ပေးကြပါနော် ဒီ9နှစ်အတွင်းထဲမှာကွာဘယ်အချိန်မဆိုဘယ်အခါမဆိုနင်တို့တင်ရတဲ့နေရာတိုင်းနင်တို့တင်ရတဲ့စခန်းတိုင်းမှာနော်စစ်ခွေးကပြန်ယူလို့ရတယ်လို့နင်တို့ပြောတယ်နော်စစ်ခွေးကပြန်တော့အုပ်ချုပ်လို့ရတယ်စစ်ခွေးကပြန်သိမ်းတယ်နော်အဲ့ဒါပဲနင်တို့နာမည်တတ်တယ်ဒါမှဒီ၄နှစ်9နှစ်အတွင်းကနင်တို့တင်ရတဲ့နေရာတိုင်းမှာပြန်ယူတဲ့သူကကရင်တစ်စဖောက်လောက်ကောင် BGA တွေ DKBA တွေ နော်ဒါပေမဲ့ကရင်တစ္ဆာဖလားကောင် BGADKBA တို့ကနေတို့တင်ရတဲ့နေရာတိုင်းတို့ PDF အသက်ပေါင်းများစွာပေးစားတဲ့စခန်းတွေအသက်ပေါင်းများစွာပေးစားတဲ့နေရာတွေပြည်သူလူထုပတ်သက်တန်းပေါင်းများစွာပါဝင်တဲ့ဘယ်တိုက်ပွဲမှမဆိုပါကွာ ်နော်နီတို့တင်ရတိုင်းအောင်မြင်တိုင်းမှာမကြဘူးစစ်ခွေကျွန်တော်ယူတယ်နီတို့ပြောတာလေအဲ့ဒါစစ်ခွေမဟုတ်ဘူးအဲ့ဒါ BGF ကကျွန်တော်ယူတယ် BGF ကျွန်တော်ယူတယ် BGF တစ္ဆာဖောက်တာလေပေါ်တင်တစ္ဆာဖောက်တယ် BGF စစ်ခွေစစ်တောက်ထောက်ခံတာကူညီပေးတာလှုပ်ပေးတာမလာအတွက်လှုပ်လှုပ်ပေးတာလေပေါ်တင်လှုပ်ပေးတယ်ခိုးပြီးတော့လှုပ်ပေးတာမဟုတ်ဘူးအာလုံးတိကျတယ်တရေဝင်ပေါ်တင်နေနဲ့လှုပ်ပေးတာ BTS ကပြန်သိမ်းတာဘယ်အဖွဲ့အစည်းမဆို KNU ဘက်ကလား PDF ဘက်ကလားပြည်သူတွေဘက်ကလားအားလုံးသိတယ်အားလုံးမြင်တယ်ဒါပေမဲ့ငါတို့ရဲ့ຫນွေဥတော်လာရဲ့ခေါင်းဆောင်တွေပေါ့နော်ဒီကရင်ပြည်နယ်မှာ PDF ခေါင်းဆောင်တွေဒီကရင်စစ်သားတွေပေါ့နော်ကောင်းတဲ့ကရင်စစ်သားတွေမှာဒီဒီမအားလုံးတိုက်ပါတယ်တိုက်ပါတယ်ပြောနေတဲ့ကောင်တွေအားလုံးကနော် BTS ကသစ္စာဖောက်တယ်သူတို့သိသိချင်းနဲ့ BTS ကိုသူတို့ပြစ်မှမထားဘူးစခန်းတွေစစ်ခွေးပြန်ယူလို့ရတိုင်းနေရာတွေစစ်ခွေးတွေပြန်လို့တိုင်လို့ရတိုင်း နော်စစ်ခွေးတော်လို့စစ်ခွေးတက်လို့စစ်ခွေးပြန်ယူလို့စစ်ခွေးရတာမဟုတ်ဘူးကရင်တစ္ဆာဖောက်လောက်အောင်တော့ကရင်တစ္ဆာဖောက်ကပြန်ယူပေးလို့နော်ပြန်ယူပေးလို့အဲ့ဒါပြန်စစ်ခွေးတွေကရတာအဲ့ဒါကိုကရင်ဘုံတွေအားလုံးကွာနော်ကရင်ပြည်နယ်မှာစစ်တိုက်နေတဲ့တော်လန်ရဲ့အဖွဲ့တွေက BGF တစ္ဆာဖောက်တယ်ဆိုမှပဲ BGF ကိုပြစ်မှမထားဘူးတစ္ဆာဖောက်လောက်က BGF ကိုလည်းရန်သူလို့သူတို့မဆုံးဖြတ်ဘူးမတတ်မှတ်ဘူးနော်မီးတို့တွေကလေတကယ်လောက်တာမဟုတ်ဘူးအဲ့ဆိုမီးတို့တွေကဒီလိုမျိုးစောက်ချင်းဆက်ပြီးတော့လောက်နေမယ်ဆိုရင်လေ ဒီကရင်ပြည်နယ်ကတော်လှန်ရေးဘယ်တော့မှနိုင်မှာမဟုတ်ဘူး PDF တွေအလကားတည်မယ်ပြည်သူလူထုလူပိတဲ့ငွေလည်းအလကားဆုံးဆုံးမဲ့တဲတဲ့ရေတုံဖြစ်သွားမယ်ကရင်ပြည်သူလူထုရဲ့အိမ်တွေရွာတွေမြို့တွေလည်းအလကားပြကြမယ်ဘာကြောင့်လဲဒီလားမင်းတို့တွေကယန်သူကိုယန်သူလို့မတတ်မှတ်ဘူးသစ္စာဖောက်ကိုသစ္စာဖောက်လို့လည်းမတတ်မှတ်ဘူးနော်မင်းတို့မတတ်မှတ်တဲ့အတွက်ကြောင့်မင်းတို့လူတွေအလကားတည်မယ်ကရင်ပြည်နယ်အလကားပြကြမယ်ကရင်ပြည်သူလူထုရဲ့ငွေအလကားတဲတဲ့ရေတုံဖြစ်သွားမယ်နော် ငါသာမမမမသာကရင်စစ်သားဖြစ်လို့စင်ပေါ့နော်တည်သူဘက်မှာပြပြသားရတည်တယ်ငါတော်လာရဲ့အတွက်တကယ်လောက်ပါတဲ့ငါမလောက်စားမတိုက်စားဘူးဆိုရင်လေ BGF ကရင်တက်စားဘက်က BGF လား DKD လားသူတို့ကိုကြိုးစီပွားစီတယ်သူတို့စီပွားရေးစီတယ်သူတို့ကွန်မဏီစီတယ်တရားမဝင်တဲ့သူတို့စီပွားနေစီတယ်ငါတို့ကိုတစ္ဆာဖောက်တယ်ဟုတ်ငါတို့တရားရဲစခန်းကိုစစ်ခွေပြတော့ပေးတယ်ဟုတ်အဲ့ဆိုရင်နေ့ရက်စီပွားရေးကိုငါဘုံသားကျဲမယ်ကွာငါဖျက်စီမယ်ကွာအဲ့လိုမျိုးမျိုးတော့လောက်ရမှာနော်အခု BGF ကမအလာကိုပေါ်တင်လှုပ်ပေးတယ် ခိုးပြီးတော့လောက်ပေးတာခိုးပြီးတော့ထောက်ခံတာခိုးပြီးတော့ကာကွယ်ပေးတာခိုးပြီးတော့မအလာလောက်ကိုမအလာရဲ့ဟိုမအလာရဲ့စကန်တွေကိုကိုသိမ်းပြီးတဲ့နောက်ပိုင်းမှာအာနေတော့ခိုးပြီးတော့လာယူတယ်မအလာကိုပေးတာလို့မဟုတ်တော့ portin ယူပြီးတော့မအလာကိုပေးတာအဲ့ဒါအားလုံးသိကြတယ်အဲ့ဒါကြတော့ငါတို့ရဲ့ຫນွေဦးတောင်းရဲ့ဘက်ကအဖွဲ့တွေကြတော့ဒီဒီကင်းညီမြတ်ကတောင်းရဲ့အဖွဲ့တွေပေါ့နော်ဒီကင်းညီမြတ်ကတောင်းရဲ့ဘီဒီအခေါင်းဆောင်အဖွဲ့တွေက BGA ကိုဘာမှပြန်မလုပ်ဘူးနော်အညာမှာလောက်ကြည့်ပါလားအညာမှာ BGA တွေအဲ့လိုမျိုးတစ္ဆာဖောက်ကြည့်ပါလားရခိုင်တို့ကချင်တို့နော်ဒီမျိုးတစ္ဆာဖောက်ကြည့်ပါလား အဲ့ဒီ BGA တစ္ဆာဖောက်လောက်ကောင်လေးရစီပွားရေး DKBA ရစီပွားရေးကသူများခြံထားမလားမင်းတို့တွေကဒီ BGA တွေကို BGA ဒါမင်းတို့ပေါ်ဘလောက်ပဲတစ္ဆာဖောက်ဘယ်နှခါပဲတစ္ဆာဖောက်ငါးနှစ်အတွင်းတစ္ဘလောက်ပဲတစ္ဆာဖောက် BGA ကိုကြိုးစီပွားရေးကိုနင်တို့ဘာမှပြန်တော့မလုပ်ဘူးလေပြန်လဲမတိုက်ပြန်တော့မလုပ်ပြန်လဲမစုံမနော်ပြန်ပြီးတော့ချိန်ချောက်တာလည်းမရှိအဲ့တော့ BGA ကတို့အကြောင်းသိတယ်လေနေတို့ဆိုတဲ့ကောင်တွေကမပြသားဘူးဆိုတာ BGA သိတယ်နော်နေတို့တော်လာရေးခေါင်းဆောင်တွေနော်နေတို့ PDF ခေါင်းဆောင်တွေကနေတို့ဆိုတဲ့ကောင်တွေကမပြသားဘူးဆိုတာ BGA ကသိတယ်နော်နေတို့ ဆိုတဲ့ကောင်လေးကတိုက်စားတယ်ဆိုတာ BGF ကသိတယ်။နင်တို့ဆိုတဲ့ကောင်လေးကပြည်သူလူထုကိုနင်တို့တကယ်ချစ်တယ်ပြည်သူလူထုနင်တို့တကယ်ကာကွယ်ပေးတယ်ဆိုတာနော်မဟုတ်ဘူးဆိုတာ BGF ကသိတယ်။နော်နင်တို့တွေကအဖိုးကြီးတွေရဲ့အမိတ်ဘုံနာခံတယ်ဒါပေမဲ့ပြည်သူစီမံလို့ငွေတောင်းမယ်။အဖိုးကြီးပြောတဲ့စကားနင်တို့နာခံမယ်။အဖိုးကြီးကတော့ဘသူတွေလဲ BGF နဲ့ဖင်လို့ဒီခံနေတဲ့ကရင်ကောင်းဆောင်တွေပေါ့။နော် NSC အဖိုးကြီးစီးပွားရေးသမားတွေပေါ့။အဲ့ဒါနင်တို့အကြောင်းကလုံးသိတယ်။နော်ငါးနှစ်အတွင်းဘာဖြစ်လို့ဘယ်နေရာမှမရတာလဲ။နော်ဘယ်နေရာမှစိတ်မတိုးတာလဲ။ဘာဖြစ်လို့ ဖီတဲ့တဲ့တက်ပေါင်းများစွာရင်းပြီးတော့တင်ရတဲ့နေရာတွေကိုရန်သူတွေကလွယ်လွယ်လေးနဲ့ပြန်တော့ရတာလဲဆိုတာရန်သူလွယ်လွယ်လေးနဲ့ပြန်ရတဲ့စခန်းတွေနေရာတွေအားလုံးကရန်သူလောက်ပြတာမဟုတ်ဘူးနော် BGF တွေကကူညီပေးတာနေတော့ကပြသလို့စီးရင်လေ BGF တစ္ဆာဖောက်တိုင်းမင်းတို့တင်ရတဲ့စခန်းတွေနေရာတွေ BGF တွေပြန်ယူတိုင်းမှာမင်းတို့ BGF ကိုအလကားလွတ်ထားမှာမဟုတ်ဘူး BGF ရဲ့စီးပွားရေးမြဝတီဆွေကောက်ကူနေတို့ဘုံသွားကျဲတာကြာပြီနေတို့သွားပြီးဆုံးမလိုက်တာကြာပြီနော်နေတော့က ငါပြောတဲ့အတိုင်းပေါ့နော်နေတို့တကယ်သွားကျဲတယ်နို့တကယ်လှုပ်လို့ရှိရင်လေနောက်နောက်ဆိုရင် BGF တစ္ဆာဖောက်မယ်ဆိုရင်လည်းလုံးဝသူတို့စိတ်တစ္ဆာဖောက်လို့မရတော့ဘူး။ဘာကြောင့်ဆိုတော့သူတို့တစ္ဆာဖောက်လိုက်လို့ရှိရင်နေတို့သွားကျဲမယ်လေသူ့ရဲ့ကိုကြိုးစည်းပွားတွေ။နေတို့တော့ပြတ်ဆီးမယ်လေ။အဲ့ဒါ BGF သိတယ်။အခု BGF ကဘယ်နှခါပဲလှုပ် BGF ကိုကြိုးစည်းပွားကြီးကိုနေတို့တစ်ခါမှပြန်မမထိဘူး။ BGF ကိုနို့ပြန်တော့တိုက်ဖို့လဲနေတို့တစ်ခါမှလည်းမလုပ်ဘူး။ BGF ကိုလည်းတစ္ဆာဖောက်လောက်ကောင်ရန်သူလို့လဲနေတို့မတတ်မတဲ့အတွက်ကြောင့်အဲကြောင့်နေတို့ PDF တွေကဘလောက်ပဲသေးသေးနေတို့ နော်ဘလောက်ပဲတည်တည်စကန်းတွေဘလောက်ပဲတင်ရရနေရတယ်ဘလောက်ပဲတင်ရရနေလို့စောက်ခင်းဆက်ဘူးလေတင်ရပြီဆိုရင် BGF ပြန်ယူနေတို့လည်း AC ပဲလေနေတို့လည်းအတူတူနုံနုံပဲအဲ့ဒါစက်ကတွေဆက်ပြီးတော့မရိုက်ပြနေတော့ဘိုးဆိုတာတကယ်စီတယ်မအေလို့တွေကရင်တစ္ဆာဖောက်ဘက်ကပြတ်သားတယ်တစ္ဆာဖောက်တာပြတ်သားတယ်ရန်သူဘက်ကကူညီပေးတယ်ရန်သူအလောက်လောက်ပေးတာလည်းပြတ်သားတယ်မေးမသိမလို့အားလုံးကဒီလိုတွေးကြရချောင်းရလေးကတော့မမိုးတော့လုံးသိတိုင်းပါပဲကရင်ကရင်ချင်းပြန်ပြီးပြောတာမှပုံပြီးပုံနေနေရှိရဖြစ်ပါတယ်ဒါကရင်မီတွေကိုတကယ်တော့များဟုတ်ပံကြလာလုံးဒီမှာဖြစ်ပါတယ်လက်ရှိရှင်တော့ ်ငါ KNU နဲ့ BGF တွေရဲ့ကြားထဲမှာရှိရနေဒါတကူဖော်ပြသွားဖြစ်ပြီးတော့ BGF ကိုဘုံမှာကျင်းမပြည့်မြင်ပါကလေးရှိကဟိုဒီဘောက်ရှင်းတော့တယ်ဘလို့စောတော့နေပြောသွားတယ်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲပဲဒီလိုညံ့ရုံပြောဆွလာပြီးတော့ online ရေးကိုအိကစရင်စိတ်မနဲ့ပေါဝင်ကြဖို့ပဲအနေဖက်ပြီးကြပါတယ်ဒါပေမဲ့လည်းအားလုံး developer တွေဆုံးသက်တယ်ပါတယ်နောက်ထပ်ပြီးဒီမှာတော့နောက်ထပ်တင်ပြတဲ့ပြည်ကျွန်တော်တို့ကိုဂျစ်ရဘော်လီ channel ကိုလည်း subscribe လုပ်လိုက် subscribe ပြီးဒီအခါတော့နေကြခြင်းမြင်တတ်တယ်များပြီးဝင်တဲ့ရင်အားလုံးကြည့်နှာစင်ဖြစ်ပါတယ်ဒါမျိုးအားလုံးပဲအလင်းမင်းနဲ့မေးပေးတာမှာမျက်နှာကိုကြည့်ဝင်ကြပါသေးလို့ဆူတောင်းပေးနေပဲ ောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံပြကြအောင်မယ်ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာ HYB ဟိုက်တို့မြင်ရတဲ့နိုင်ငံမှာနေထိုင်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲ HYB ဟိုက်ကိုနှိပ်ခဲ့ပေးဖို့လေတောင်းဆိုရင်းနဲ့ပဲဒီနေ့ညဗီဒီယိုတော့နဲ့ပဲဆုံးသက်လိုက်ပါတယ်